ဧသတာဝတ္ထုအခန်းကြီး၈အငယ်၁မှ၁၉ ထိုနေ့ချင်းတွင် ရှင်ဘရင်အာရွေရုသည်ယူဒအမျိုး၏ရန်သူ ဟာမန်အိမ်ကိုမိဖုရားအေးတတာအားပေးတော်မူ၏အေးတတာသည်မော်တကဲနှင့်အဘယ်သို့ပေါက်ဖော်တော်သည်ကိုအေးတတာလျှောက်သည်ဖြင့်မော်တကဲသည် ရှင်ဘရင်ထံတော်သို့ဝင်ရ၏ရှင်ဘရင်သည်လည်းဟာမန်လက်မှနှုတ်တော်လက်စွပ်တော်ကိုတဖန်ချွ၍မော်တကဲအားပေးတော်မူ၏အေးတတာသည်လည်းဟာမန်အိမ်ကိုမော်တကဲ၌အပ်လေ၏ ည်တဖန်အေတတာသည်ရှင်ဘရင်ခြေတော်ရင်း၌ပြတ်ဝုတ်၍အာဂတ်အမျိုး ဟာမန်ပြုတ်သောအပြစ်ယုဒအမျိုးတဖက်၌ကြံစီသောအကြံအစီကိုပယ်တော်မူမိအကြောင်းမျက်ရည်ကျလျက်တောင်းပန်လေ၏ရှင်ဘရင်သည် ရွှေရာဇလန်တန်ကိုအေးတတာသူကန်းတော်မူသည်ဖြင့်အေးတတာသည်ထ၍ရှင်ဘရင်ရှေ့တော်၌ရက်လျက် အရှင်မင်းကြီးအလိုတော်ရှိ၍ကျွန်တော်မကို စိတ်နှင့်တွေ့တော်မူလျင်၎င်းကျွန်တော်မအမှုသည်ရှေ့တော်၌လျှောက်ပတ်၍ကိုတော်သည်ကျွန်တော်မကိုလည်းချစ်တော်မူလျင်၎င်းနိုင်ငံတော်အတိုင်းတိုင်းအပြည့်ပြည့်တို့၌ရှိသော ယူဒလူတို့ကိုဖျက်ဆီးခြင်းငှာအာဂတ်အမျိုး ဟမေဒါတ္တသာဟာမန်စီရင်သောစာကိုပေမိအကြောင်းထက်၍စာရေးစီတော်မူပါကျွန်တော်မအမျိုးအပေါ်သို့ရောက်ရသောဘေးကို၎င်းကျွန်တော်မအမျိုးသားချင်းပျက်စီးသော အမှုကို၎င်းကျွန်တော်မသည် ကြည့်ရှုခြင်းငှာအဘယ်သို့တက်နိုင်ပါအံ့ဤဟုရှောက်ဆို၏ရှင်ဘရင်အာရွှေယုကလည်းဟာမန်သည် ယူဒလူတို့ကိုထိခိုက်သောကြောင့် သူ၏အိမ်ကိုမိဖုရားအေးတတာအားငါပေးပြီးထိုသူကိုလည်းလဲဆွဲချတိုင်၌ကုမျက်စီပြီးတို့ရာတွင် ရှင်ဘရင်လက်စွနှင့်တစိတ်ခတ်သောရှင်ဘရင်အမိန့်တော်စာကိုအဘယ်သူမှမပယ်ရသည်ဖြစ်၍စိတ်ရှိသည့်အတိုင်းယူဒလူတို့အဖို့အမိန့်တော်စာကို တဖန်ရေး၍လက်စွတော်နှင့်တစိတ်ခတ်ရမည်ဟုမိဖုရားအေးတတာနှင့်ယူဒလူမော်တကဲတို့အာမိန့်တော်မူ၏ ထိုအခါတိဝံအမိရှိသောတတိယလ23ရက်နေ့တွင်စည်ရတော်ကြီးတို့ကိုခေါ်၍ အိန္ဒြိယပြည်မှာကုရှပြည်တိုင်အောင်တိုင်းပြည်129ပြည်တို့၌ရှိသောယုဒလူကိုစားတော်မြင့်အပိပိအုပ်သောမြို့ဝန်မြို့တကြီးတို့ကိုမောတကဲမှထားသည်။အတိုင်းယုဒဘာသာစကားမှစ၍လူအမျိုးမျိုးပြောသောစကားအသီးအသီးအပြင်ရှင်ဘရင်အာရွှေယူဤအမိန့်တော်စာကို ရေး၍ရှင်ဘရင် လက်စွပ်တော်နှင့်တစိုက်ခတ်ပြီးမှမြင်းလာကလအုပ်မြည်စီသောစာပုလူလင်တို့ဖြင့်ပေးလိုက်လေ၏အမိန့်တော်စာ ချက်ဟူမူကအာဒာအမိရှိသောဒွါသတမလ33ရက်တနေ့ချင်းတွင် နိုင်ငံတော်အတိုင်းတိုင်းအပြည်ပြည်အမျိုးမျိုးနိုင်ရှိသောယူဒလူတို့သည်စုဝေး၍မိမိတို့အသက်ကိုဆောင်ရသော အခွင့်တိုက်လာသောပြည်သူစစ်သူရဲ့အပေါင်းတို့ကိုမိမသူငယ်နှစ်တကွ တက်ဖြတ်တုတ်တင်ပယ်ရှင်း၍သူတို့ဥစ္စာကို လူယူသိမ်းယုံရသောအခွင့်ကို ရှင်ဘရင်ပေးတော်မူ၏။ဤ၍ကယူဒလူတို့သည် ထိုနေ့ရက်တွင်ယန္တူတို့ကိုယံတုံပြုစေခြင်းငှာအတိုင်းတိုင်းအပြည့်ပြည့်နိုင်နေသော လူမျိုးအပေါင်းတို့အားကြော်ရသော အမိန်တော်စာချက်ဖြစ်သည်။သူအမိန်တော်စာကို ရှုရှံနန်းတော်၌ကြော်ပြီးမှ ရှင်ဘရင်ချက်တီးစွာစီရင်သည့်အတိုင်းစာပို့လူလင်တို့သည်အလင်းအမြန်ပြေးသွားကြ၏ မော်တကဲသည်လည်းမင်းမြောက်တစားတီးဟူသောအဝတ်အဖြူအပြာကိုဝစ်စင်လျက်ကြီးစွာသောရွှေတရဖူကိုစောင်းလျက်ပိတ်ချောနှင့်မောင်းသောအခြေဖြင့်ပြီးသောဝတ်လုံကိုချုံလျက်ရှင်ဘရင်ထံတော်မှ ထွက်သွား၍ရှုရှံမြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ရောက်လေ၏ယူဒာလူတို့သည်လည်းတက်တာရွှင်လန်း၍ဝမ်းမြောက်ခြင်းအတရီထွန်းလင်းခြင်းသို့ရောက်ကြ၏ရှင်ဘရင်အမိန့်တော်စာရောက်လေသော အပီပီအမျိုးမျိုး၌ယူဒာလူတို့သည်ဝမ်းမြောက်ရွှင်လန်းခြင်း င်းပွဲခံခြင်းမင်္ဂလာနေ့စောင့်ခြင်းကိုပြု၍ပြည်သူပြည်သားအများတို့သည် ယူဒလူတို့ကိုကြောက်ရွံ့သောကြောင့်ယူဒဘာသာကိုဝင်ကြ၏အာမင် God bless you